United ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာဒီ United ရဲ့ဝင်းမှာရရှိထားရဲပေါ့เนาะကျွန်တော်တို့ဒီစိတ်ဝင်စားဝယ်ကောင်းတဲ့သတင်းလေးတွေတချို့ဒီကစားသမားလေးပေါ်ပြောပြရတဲ့ကစားသမားဟောင်းနေတဲ့တုံသက်ချက်တွေစသဖြင့်ပေါ့ဒီအကြောင်းအရာလေးတွေကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ဗျာ ဒီ United ရဲ့ပေါ့နော်အားလုံးလည်းစိတ်ဝင်စားနေကြတယ်။ကွင်းလဲဘယ်တော့ခေါ်မှာလဲပေါ့နော်။ကွင်းလဲဘယ်တော့ခေါ်မှာလဲဆိုတော့ကိစ္စနဲ့ပတ်သက်ပြီးတော့ဗျာတိကျတဲ့အဖြစ်တခုကျွန်တော်တို့ဒီမှာမရှိပေမဲ့ United အသင်းကဒီကွင်းလဲလူတွေကိုဗျာနှစ်ယောက်လုံးကိုတပြိုင်တည်းခေါ်ယူလို့ရတဲ့အခြေအနေမှာရှိနေတယ်လို့သိရတယ်ဗျာ။ဆိုလိုချင်တာကတော့ဗျာ MOY အနေနဲ့ဒါလာမယ့်ဇန်နဝါရီတို့မဟုတ်နေရာတွေပြောင်းရွှေ့မှာလိုချင်တဲ့ကွင်းလဲနေရာအတွက်ပေါ့နော်နှစ်ယောက်စာလောက်ခေါ်ပေးဖို့ရအတွက်ဟိုသူတို့မှာပြောင်းရွှေ့ကြီးရှိတယ်ဆိုတဲ့ပုံစံမျိုးပဲပေါ့နော်။ အဲ့ဒီချိန်မှာဘယ်ကစားသမားကိုခေါ်ယူမလဲဆိုပြီးတော့ဗောနော်သတင်းတွေဒါထွက်လာတာမျိုးတွေရှိတယ်ဗောဒါတွေကတော့ခမန်းသတင်းတွေဗောဗျာကျွန်တော်တို့ဒီထဲမှာထိဆုံးမှချိန်နေသူကတော့ကာလိုပလီပါဖြစ်တယ်ဒါပြီးခဲ့တဲ့ညရာဒီအပြောင်းရွှေ့မှာတော့လည်း United အသင်းကပုံစံ100ကျော်နဲ့အထိတာ ပေးပြီးတော့ဗောနော်ဝယ်ယူဖို့အခြေအနေတရရှိခဲ့တယ်ဒါပေမဲ့ Brighton တင်းကသူတို့ကစားသမားကိုလုံးဝမရောင်းချဘူးဆိုတဲ့အတွက်ဒါကန်လန်နာတွေပါပြီးပြုတ်လုခဲ့ပြီဗောနော်ဒါပေမဲ့လေ United တင်းကကာလိုပလီပါကိုစိတ်ဝင်စားတယ်ဖြစ်တယ်ပြီးတော့ဗောနော်ဒီနောက်ထပ်လာမဲ့နွေရာသီအပြောင်းအရွှေ့တစ်ခုမှာ2026ခုနှစ်ရဲ့နွေရာသီအပြောင်းအရွှေ့မှာကာလိုပလီပါကိုခေါ်ယူနိုင်မှုအတွက်သူတို့စည်ရင်းနေမှာဗောနော်ဒီအချိန်ပြည့်ရေရှည်ပြည့်မှတ်တစ်ခုအနေနဲ့ထားထားတယ်လို့ဒါသိရတယ်ဗောလောလောဆယ်မှာတော့ကာလိုပလီပါကဒါခြေသွမ်းပျောက်ဆုံးနဲ့ပြဿနာကိုရင်ဆိုင်နေရတယ်ဗျဟို Brighton နီးပြားတော့ပေါ့နော်ဒါ United အသင်းနဲ့သတင်းတွေထွက်ခဲ့ပြီးနောက်မှာပေါ့ဒီလိုမျိုးလူငယ်ကစားသမားတယောက်ဖြစ်တဲ့အတွက်ပေါ့ဗျာဒီသတင်းတွေရဲ့ဒဏ်နေပြီးတော့ဒီသတင်းတွေကြောင်ပေါ့နော်သူ့ကိုလူပိုတိသွားတဲ့ကိစ္စတွေလူတွေစောင့်ကြည့်နေတဲ့ကိစ္စတွေစသဖြင့်ပေါင်းစုံပြီးတော့ပေါ့နော်သူကဒါခြေစွမ်းကြဆင်းနေတာဖြစ်တယ်ဒါပေမဲ့လည်းဘလီဘာလာမဲ့ပွဲတင်နေတဖြည်းဖြည်းပေါ့နော်ပွဲရစ်တန်နေမိလာတယ်ဟိုကစားသမားအိမ်နဲ့လည်း ဒီကစားတဲ့အချိန်လည်းဖြစ်ဖြစ်များလာလေဆိုရင်ဒါတေချာပေါ့ခြေသွမ်းပြနာနိုင်နေမယ်လို့သူတို့ရဲ့နီးပြားလည်းယုံကြည်နေတယ်ပြီးတော့ Brighton အသင်းကိုနိုင်ကလည်းဗျာဒီလာမယ့်ရသည်မှာဆိုရင်ငါတို့ believer ဒီပေါ့နော်ပေါန်တန်တရာပေါန်တန်တရာကျော်တန်ကြီးနဲ့သူတို့ရောင်းထုတ်လို့ရနိုင်မယ်ကင်စီလိုတော့ကလို့ပြောင်းရွှေ့ခြင်းမျိုးထိရနိုင်လိမ့်မယ်လို့မျှော်မှန်းထားကြနေပေါ့နော်ဒါပေမဲ့လည်းငါတို့ believer အနေနဲ့လက်ရှိခြေသွမ်းအတိုင်းသာကောင်းတယ်လည်းမကောင်းတယ်လည်းဖြစ်နေတယ်ဟိုပုံမှန်ခြေသွမ်းတော့မှ မပြနိုင်ဘူးဆိုရင်တော့သူရဲ့တန်းတရာဝင်းကျင်ကဈေးတွေဒါယော့သွားဖို့လို့ရှိတယ်ပေါ့နော်ဒါပေမဲ့လည်းဒါ United ကတော့ကာလိုဘလီဘာကိုဘယ်လိုခြေနေမျိုးမှာပဲဖြစ်ဖြစ်ခေါ်ယူချင်တာဖြစ်တဲ့အတွက်သူတို့ရဲ့ရေရှည်ပြတ်မှတ်ထဲမှာတော့ထည့်ထားတယ်ဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့တယောက်ကတော့ကျွန်တော်အဒန်ဝါတန်ပဲဖြစ်ပါတယ်ပဲလီအသင်းမှာဒါခြေစွမ်းပြနေတဲ့ကစားကစားသမားပေါ့နော် community တိုင်းပွဲမှာဒါလီဘာပူးကိုနိုင်ရရှိခဲ့တဲ့ပွဲမှာဆိုရင်လည်းဟိုတန်ကဒါတော်တော်လေးကိုခြေစွမ်းပြနိုင်ခဲ့တယ်ပြီးတော့ အခုပေါ့နော်ဒီတာထွက်ကောင်းနေတဲ့ပဲလီရဲ့အသင်းရဲ့ပရီးမီးယားလိပွဲစဉ်တွေမှာဆိုရင်လည်းဒါကောမွန်နဲ့ခြေသွမ်းတွေကိုဇက်တိုက်ပြသထားနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့ပြီးတော့သူကအင်္ဂလန်ကစားသမား အခုနောက်ပိုင်းပေါ့နော်အင်္ဂလန်ကစားသမားတွေကဒါလူငယ်ဘဝမှာတည်းကခြေသွမ်းခြေသာကောင်းမွန်တာတွေ့ရတယ်ပြီးတော့ဒီနီးစတပိုင်းဆိုင်ရာတွေမှာပါပိုကောင်းလာခဲ့တာတွေ့ရတယ်ပေါ့ဟိုကျွန်တော်တို့လောလောဆယ်မှာဆိုရင်လည်းဗျာတစ်ချိန်တော့သူဒါအင်္ဂလန်တင်းကကွင်းလင်အဖြတ်တွေတော်တော်အားနည်းတဲ့ထင်မှာပါတယ်နောက်ပိုင်းမှာဆိုဒါဒီဂလန်တိုင်းထွက်လာတယ်ပြီးရင်ခု Nottingham Forest မှာခြေသွမ်းပြနေတယ် Elliot Anderson လည်းရှိမယ်ဗျာပြီးရင်အဒန်ဝါတန်ပေါ့ချက်စီးရခုချက်စီးမဟုတ်ပါဘူးပဲလီရတာအဒန်ဝါတန်တို့ရှိတယ်ဗျာတကယ်ဟိုဒါဟို ထိတ်တန်းအဆင်ဖြစ်လာနိုင်တဲ့ဒါကွင်းလေကစားသမားတွေပေါ့ဒီကလန်ရိုက်ကတော့ဖြစ်ပြီးသားပေါ့ဗျာအဒန်ဝါတန်နဲ့ဒီအဲလီယိုအနာဆင်ကတော့ဆက်ပြီးစောင့်ကြည့်ရမှာဖြစ်တယ်ယူနိုက်တက်အနေနဲ့ကလည်းအဲ့ဒီအဒန်ဝါတန်ကိုဒါစိတ်ဝင်စားတယ်လို့သိရတယ်ဗျာဒီကစားသမားတွေလည်းဒါပုံသက်တရာဝင်ကြည့်ဒီဒါပေးရမယ့်ပုံစံမျိုးလိုရှိတယ်ပေါ့နော်ဆိုတော့ဒါလောလောဆယ်ဈေးကွက်ထဲမှာဒီကွင်းလေအဖြတ်နေရမှာအကောင်းဆုံးအနေနဲ့ ဒီရှိနေတာကတော့ကာလိုပလီပါနဲ့အဒန်ဝါတန်ပဲဖြစ်တယ်ပေါ့နော်ပရီးမီးယားလိအတွေ့အကြုံရှိပြီးသားကစားသမားတွေလည်းဖြစ်တယ်ဟိုနော်တင်ဟမ်ဖောရက်ကအလီယိုအန်ဒါဆန်ကိုရောက်တော့ဖောရက်ကလည်းဒါရောင်းချင်မှရောင်းပါဗျာဆိုတော့အဲသူ့အနေနဲ့ကတော့တိတ်ပြီးတော့ရောက်လာနိုင်ကြီးနည်းတယ်ပေါ့ဗျာဒါပေမဲ့လည်းမောက်ဆူပြောလို့တော့မရအောင်ပေါ့လေပြီးတော့ဒီပြီးခဲ့တဲ့ကျွန်တော်ຫນွေရည်အပြောင်းရွှေ့မှာစိတ်ဝင်စားခဲ့ဘူးတဲ့ဥမာစတုကကကစားသမားလား ီဂျာမနီကွင်းလယ်လူပေါ့နော်ဒီလူငယ်ကစားသမားလေးတွေလည်းရှိတယ်ဆိုတော့ဟိုဘယ်သူတွေရောက်လာမလဲဆိုတော့ကျွန်တော်တို့မသိသေးဘူးဟိုကွင်းလယ်ကစားသမားတို့ပြောင်းရွှေ့ကြေးတွေအစင်းသေးရှိနေပြီဆိုတော့ဒါသိရတယ်ပေါ့နော်ဇန်နဝါရီကာလမှာပေါ့ United အသင်းကဒါအဲဟီလာသင်းရဲ့ကွင်းလယ်ကစားသမား Ruben Nibat ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့သိရတယ်ဗျ။ Ruben Nibat ကိုကဒါ Wuhan အသင်းမှာရှိတဲ့နှုန်းကပေါ့နော်ကျွန်တော်ဒီ Editan လက်ထက်မှာနေတူတယ်ဗျ။ Casemiro တို့ဒါရောက်မလာခင် ချင်တာပဲပေါ့နော်အဲ့ဒီကာလမှာဒါရူဘင်ဒီဘက်ကိုခေါ်ယူ United အသင်းစိတ်ဝင်စားခဲ့တဲ့အချင်းချင်းရှိရပေါ့နော်ဒါပေမဲ့လေဒါ United အသင်းကိုတော့ရောက်ရှိမလာခဲ့ဘူးအခုလာမယ့်ဇန်နဝါရီအပြောင်းရွှေ့မှာဆိုရင်တော့အဲအဲ့ဒီအဲ့ဒီလာအသင်းကရူဘင်ဒီဘက်ကို United အသင်းကဒါခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုရင်တင်းနေတက်လာတယ်ဗျာဟိုဘာမဲပြောပြောရူဘင်ဒီဘက်ကလက်ရှိချိန်ထိဒါထိတ်တန့်အဆင့်မှာကစားနိုင်တယ်ကစားနိုင်စေဖြစ်တယ်ဗျာကွင်းလေလူတယောက် အနေနဲ့သူ့ရဲ့ဒီနံပါတ်6ကွင်းလဲလူတယောက်အနေနဲ့လည်းကောင်းကောင်းကစားနိုင်တယ်။ဝူဟာနန်အတင်းနဲ့တူလဲဒါပရီးမီးယားလိမ့်မှာခြေသွမ်းပြခဲ့တဲ့ကစားသမားဖြစ်တယ်ဗျာ။ပြီးတော့သူ့ရဲ့ဒီတက်ကန်မောတွေဆိုလဲကောင်းမွန်နေတာကစားသမားဖြစ်တယ်ဗော။ပရီးမီးယားလဲအထာကိုလဲကောင်းကောင်းချီညက်နေတဲ့ကစားသမားပြီးရင်ပေါ်တူဂီအတင်းနဲ့လဲဗျာသူဟာဒါလက်ရွေးတဲ့အတင်းနဲ့ရဲ့ပွဲတိုင်းမှာဟို ရွေးချယ်ခံရတယ်ဗျာပွဲထွက်လို့ကစားဝင်မရဘူးဆိုရင်တော့မှအရင်ကသားသမားဖြစ်နေတော့သူအများရန်ကစားနေရတာဖြစ်တယ်ဆိုတော့ဒါရူမင်နီဘက်ကိုခေါ်ယူနိုင်တယ်ဆိုရင်တော့တော်တော်လေးကောင်းမွန်တယ်ဟိုခေါ်လဲခေါ်ယူသေးခြင်းနဲ့ကျွန်တော်မြင်ရတော့ဗောနော်ဘာလို့လဲဆိုတော့ရူမင်နီဘက်ဆိုရင်ဈေးလဲရန်ကြီးကြီးမှာမဟုတ်ဗျာပြီးတော့ဒီဇန်နဝါရီမှာရောက်ရှိလာနိုင်မယ်အသင့် တုံးရမယ်ကစားသမားပေါ့နော်ဒီဆန်နီလီမန်တို့လောလောဆယ်ကျွန်တော်ဒီဂိုလီယွန်တို့ဆိုဆွန်တိုင်းနေရတဲ့အနေအထားမှာရှိတယ်။ဟိုကဘင်ဂျမင်ဆက်ကိုဆိုရင်တော့မှခုဒီအသားမကျနိုင်သေးဘူးပေါ့နော်ရူဝင်ဒီဘက်ကတော့အဲ့လိုမဟုတ်ဘဲနဲ့ဒါတခါတည်းအသားကျနိုင်နေရရှိတယ်။ပြီးတော့ကျွန်တော်တို့ဒီဒါဇန်နဝါရီပြောင်းရွှေ့ကာလမှာဒါဘရူနိုကိုခေါ်ယူခဲ့ဦးတဲ့တာလကလည်းရှိတယ်ပေါ့ဗျာ။ဆိုတော့ပေါ်တူဂီသားနောက်တစ်ယောက်ဖြစ်တဲ့ရူဝင်ဒီဘက်ကရော United ရဲ့ဒါ ဘလိုင်းပေါင်းနဲ့ဖားကောက်နေရတဲ့ Queen Lee ကြီးကိုဖြည့်ဆည်းပေးနိုင်မလားဗောနော်ဒီအပေါက်ကြီးကိုပိတ်ပေးနိုင်မလားဟိုသူ့ကိုရော United အသင်းကတကယ်ခေါ်မလားဇန်နဝါရီမှာရောက်ရှိလာမလားဆိုတာကတော့ဒါကျော်လိုမျော်တလင်းလင်းစောင့်စားရမှာပဲဖြစ်တယ်ဗောနော်ရောက်လာနိုင်ပါလေလို့ကျွန်တော်ကတော့ဒါမျှော်လင့်နေတယ်ဗောပြီးရင်တော့ United ကခေါ်ယူထားတဲ့လူငယ်ကိုယ်သမားလေး Sunny Lehman ကိုတော့ဒါအားလုံးကသဘောကျနေကြတယ်လို့သိရတယ်ဗျလေ့ကျင့်ရေးကွင်းမှာဆိုရင်ဒီကစားသမားလေးကတော်တော်ချိုးစားတယ်ချိုးစားတဲ့အတွက်လည်းဒါ Harry Maguire တို့ Tottenham တို့ဒါချီးကျူးထားတာရှိရဲ့ဗျဒီကစားသမားလေးကဒါ short stop ပြီးမှတော်တော်ကောင်းတယ်ဂိုးပေါက်ကွယ်မှုတွေတော်တော်ကောင်းတယ်လို့ဒါသိရရယ်ပေါ့နော်ပြီးတော့လေ့ကျင့်ရေးမှာဆိုရင်လည်းသူအပြေးဝအာယုံဆိုင်တာမျိုးရှိတယ်သူစူးစမ်းနေတယ်ပေါ့နော် MON ကိုနိုင်ကလည်းဒီစားသမားလေးကို the iron dam ဆိုပြီးတော့ the iron dome အဲ့လိုအသက်ထွက်ရမယ်တွေ့ပေါ့ဒီတမ်မနီအမိုးခုံကြီးပေါ့တမ်မနီမိုးခုံကြီးဆိုရင်နာမည်ကြောင်ကိုဒါ MON ကိုနိုင်ကပေးထားတယ်လို့သိရတယ်ပေါ့ပြီးတော့ဒီ Sandy Lehman မန်ချက်စတာမှာအင်္ဂါလိုရသွားပြီဗျာဆိုတော့သူရဲ့နေထိုင်ရေးကိစ္စကလည်း AC ဖြစ်သွားပြီဆိုတော့လေးကြိမ်ဝင်မှာပိုအိုင်ဝဆလာနိုင်တော့မှာပဲဖြစ်ပါတယ်ပြီးတော့ဗောနော်ဒီလာမဲ brand ဖုနဲ့မနက်ဖက်မှာကံမဲ့ brand ဖုနဲ့ပွဲမှာလဲအမွန်ရဲ့အနေနဲ့ကဒါသူ့ကိုပွဲထွက်ခွင့်ပေးနိုင်ရည်ရှိတယ်ဆိုတော့စကားဦးတန်းထားမျိုးတွေရှိတယ်ဗျာဒါပေမဲ့သေးတော့လည်းမတည်ကြဘူးပေါ့ဗျာဝင်ကစားတယ်ဆိုရင်တော့လဲဒါကျွန်တော်တို့သူ့ရဲ့ lesson ကို premier league မှာပထမဆုံးမြင်တွေ့ရမှာပဲဖြစ်တယ်ဗျာ လာမဲ့ brand phone နဲ့ပွဲကိုကင်တွယ်မဲ့ပေါ့နော် BA ဒိုင်လူကြီးကတော့ဒါ Andy Medley ဆိုတဲ့ဒိုင်လူကြီးဖြစ်တယ်ဗျာဒီဒိုင်လူကြီးက United နဲ့ပတ်သက်ရင်ဒါတိတ်ပြီးတော့ဟိုဆုံးဖြတ်ချက်မားတွေချခဲ့ဘူးလားရှိတယ်အဲ့ဒါဘယ်တော့ကလဲဆိုတော့မိနစ်တုန်းက FA Cup ကျွန်တော်တို့ဒါ semi final နဲ့ပွဲလား quarter quarter final နဲ့ပွဲနဲ့တွေ့ရပေါ့နော် FA Cup ပွဲမှာဒါ United အသင်းက Arsenal အသင်းနဲ့တွေ့ရဗျာတွေ့တဲ့အချိန်မှာဒါ Gaia Bay ရဲ့ပြစ်ဒဏ်ဘောပေါ့ဗျာ Hanson လဲချရဲဆိုတဲ့ပုံစံမျိုးအဲ့လိုမျိုးဖြစ်သွားတယ်ပြတ်တံမို့သူပင်နယ်တီပေးခဲ့တယ်ပြီးတော့ဒီယိုဒါလော့ကိုလည်းအနီကန်းနဲ့ဒါထုတ်ပယ်ခဲ့တယ်ပေါ့နှစ်ဝါတနီလဒိုင်းအနီလာတော့မမှတ်မိတော့အနီကန်းနဲ့ထုတ်ပယ်ခဲ့တာဖြစ်တယ်ဒါပေမဲ့လည်း United တင်ရအဲ့ဒီပွဲကိုပေါ့နော်တယောက်ယောက်အနေထားနေပဲဒါပင်နယ်တီတိရောက်အောင်ကစားပြီးတော့ပင်နယ်တီနဲ့အနိုင်ယူခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအဲ့ဒီပွဲမှာဆုံးဖြတ်ချက်အမှားတွေကိုဇက်လိုက်ပြုတ်လုပ်ခဲ့တယ်ဒီအန်နီမက်လီဆိုတဲ့တိုင်းကိုလည်း ကျွန်တော်တို့ဒါမှတ်မှတ်ရရှိနေလိမ့်မယ်ထင်တယ်ဗောနော်ဘာလို့လဲဆိုတော့ဒိုင်းလူကြီးတွေဆိုတာလေသူအစွဲလေးရှိကြရပြာ United အသင်းကိုဗျာထားရတော့ဒီမျက်နှာตาအနေငယ်မျက်နှာตาပေးတတ်တဲ့ဒိုင်းဒို့မို့ဗောဗျာဒီ United အသင်းဆိုရင်ဟိုဒါတောင်းတောင်းပြတ်တယ်မဟုတ်သူမပေးဘူးကိုကရမယ်သူမပေးဘူးကိုကပေးရမယ်သူတမ်းပြီးပေးလိုက်တာမျိုးဒါမျိုးတွေဟိုဒိုင်းလူကြီးတွေမှာလည်းဒါရှိတတ်တယ်ဒါကျွန်တော်ကတော့ဒါဆွဆွဲတာမျိုးတော့မဟုတ်ဘူးဗောဗျာတကယ်တော့လေဟို professional ဒိုင်းလူကြီးအများစုမှာတော့မရှိတတ်ပါဘူးဒါပေမဲ့တချို့ခြေနေလေးတွေမှာဒါရှိသွားတတ်တယ်ဆိုရဲဗောနော်သဘောတရားလေးကိုပြောပြတာဖြစ်ပါတယ် ဆိုတော့ brand ဘုတ်နဲ့ပွဲမှာလဲပေါ့နော်ဒီ dialogy ကဆော့တလွဲတွေမလုပ်ဘူးကျွန်တော်တို့ဒါဇူတောင်းရမှာပဲဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ premier league မှာကဒါပွဲတစ်ပွဲအတွင်းမှာဖြစ်တဲ့အဖြစ်ပြက်တွေကိုဒါ dialogy တွေနဲ့ပတ်သက်တဲ့အငင်းပွားပွဲရာကိစ္စတွေကိုပြန်ပြီးတော့ပြုပြင်ပြောင်းလဲတာမျိုးပြင်ဆင်တာမျိုးရှိလိရှိတာမရှိဘူးပေါ့နော်ဒီပွဲရလက်ကတော့ဒီပွဲတိုင်းပဲသွားမယ်ဟိုလာမယ်နောက်ထပ်ကံတဲ့ပွဲတွေမှာသာလေအဲ့ဒီအမားတွေကိုဒါပြင်ဆင်သွားတာမျိုးဖြစ်တယ်ပေါ့ဆိုတော့ဟိုဒိုင်လိုဂျီဆုံးဖြတ်ပြီးသွားလို့ရလက်ကဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကပြန်ပြင်လို့မရနိုင်တော့ဘူးပေါ့နော် အဲကျွန်တော်တို့ပြီးတော့ဒီရက်ပိုင်းမှာဆိုရင်ဒါရွန်နီရဲ့ဟိုသတင်းတပုတ်လည်းတွေ့ရတယ်အဲ့ဒါမှလည်းဆိုတော့ရွန်နီကသူရက်ဆွဲခဲ့တဲ့အကြောင်းကိုဒါအင်တာဗျူးတစ်ခုမှာဒါဖွင့်ပြောခဲ့တဲ့ဖွင့်ပြောခဲ့တာပေါ့ဗျာသူရက်တောက်တဲ့ပုံစံမျိုးကဘယ်လိုမျိုးလဲဆိုတော့အများနဲ့တောက်နေတာတော့လည်းမဟုတ်ဘူးပေါ့ဒါပေမဲ့ဥမာ ပည့်ရနေရရှိရဆိုပြအဲ့နေရမှာဒီကောင်ကစွတ်တော့ပြတာကျွန်တော်တို့ရွန်နီရရက်တွေပါရက်ကြီးတွေမူးခွဲနေတာတောက်ပြတယ်ပြီးတော့ဟိုနောက်ရက်လေးကြီးငွေတွေပါနေသွားမယ်ဆိုရင်ဒီမှာ PK တွေပါတွေဝါမျက်နာတွေပါတစ်ဆတဲ့ပြပြလူကိုလမ်းဆန်းအောင်မျိုးမျိုးလုပ်ပြီးတော့သွားတယ်ဘောလုံးတွေကန်ခဲ့ရရှိရပေါ့နော် तू ကနောက်ဆုံးဘယ်လောက်ဒီစတိုးသွားလဲဆိုတော့သူ့ရဲ့ဒီပုံမှန်လုပ်တွေပါထိခိုက်လာနိုင်တဲ့အထိပေါ့နော်ဒီဟိုဒီရက်ဆွဲတဲ့ကိစ္စကသူ့ကိုဒုက္ခပေးလာတယ်ပေါ့အဲ့ဒီအချိန်မှာသူ့ကိုအဓိကကူညီပေးခဲ့တာသူ့ရဲ့ဇနီး calling ဖြစ်တယ်ပေါ့နော် သူ့ရဲ့ဇနီကောလင်းကဒါရနီယာဟိုယူမိုက်မိုက်တွေရှောက်လို့တက်တယ်ဗျာအဲ့လိုလုတ်ခဲ့တဲ့ဒါလုံရတိုင်းကိုလေခွင့်ပြုခွင့်လုတ်ခဲ့တယ်ပြီးတော့ဆက်ပြီးတော့လေသူနဲ့အတူရှိပေးခဲ့တယ်နောက်တစ်ခုကသူဒုက္ခရောက်ချိန်နေမှာလဲပေါ့နော်အော်ငါရောက်ကြာတော့စောင့်တော်လေးလုံနေတဲ့ကောင်သူပြစ်မထားခဲ့ဘဲနေပေါ့နော်ဖေးမခဲ့နေကူညီခဲ့တယ်အဲ့ဒီအတွက်လေသူကသမီးမဟိုအမြဲတမ်းကျေးဇူးတင်တယ်ပေါ့နော်သူတို့နှစ်ယောက်ကလည်း ဒီလိုမျိုးတန်ရုံးတဲ့ကြီးမှုတွေကြောင့်ပဲမကွဲကွာခဲ့တာဖြစ်တယ်သူ့အနေနဲ့ကလည်းဒီလိုရက်ဆွဲတဲ့ကိစ္စတွေကနေပြန်လဲပြုပြင်ပြီးတော့ဗောနော်ဖားငင်ကောင်တယောက်ဒီဇာသမာကောင်တယောက်ဖြစ်အောင်ဂျူသားခဲ့တဲ့ဆိုတဲ့အကြောင်းနေတာလွန်နီကပြောပြထားတာတွေ့ရတယ်ဗျပြော်ဒီဘင်ဂျမင်ရှက်ကိုရဲ့ဘောနော်လက်ရှိချိန်ဒီဂုမသွင်းနိုင်သေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လဲဒါဖိုင်နန်ကဝေဖန်တာရှိရဗျဝေဖန်နေဆိုတာကတော့သူကအကြံပြုတဲ့သဘောတော့အကြံပြုတဲ့သဘောပါ အဲ့ဒါဘာလဲဆိုတော့ဘင်ဂျမင်ရှက်ကိုအနေနဲ့ဒီဘောလုံးတောင်းမှုလိုတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကိုကတိုက်စစ်ကစားသမားဖြစ်နေတယ်။တိုက်စစ်ကစားသမားဖြစ်နေတဲ့အတွက်ငါဘယ်နေရာကိုရောက်နေတယ်ငါစီကိုဘောလုံးပေးပါငါစီကိုဘယ်ချိန်ဆိုရင်တော့ဖြတ်တင်မော်တွေပေးပါဘလောက်ငါပြည်နယ်ရောပြပြီဆိုတာနဲ့မင်းတို့ကဘောလုံးကိုထိုးပေးလိုက်တော့ပေါ့နော်။စသဖြင့်ဒီတိုင်မင်ကင်နေအောင်များဒီတိုင်းဟိုခိုင်းဆောင်နေတာမျိုးမဟုတ်ဘဲနဲ့ပဇက်ကလည်းပြောနေပြီးတော့ဘောလုံးကိုအမြဲတမ်းတောင်းနေတာမျိုးပေါ့။စသဖြင့်လှုပ်ဖို့လေလိုအပ်တယ်လို့ဒါ ဖိုင်နဲ့ပြောဆိုသွားတယ်ဗျာဘာလို့လဲဆိုတော့ခရစ်စတီယာနိုရော်နယ်ဒိုဆိုရင်ပေါ့နော်သူ့ကိုဘောလုံးမပေးလို့ဆိုပြီးတော့လေ့ကျင့်ရေးခွင့်ကနေစိတ်ကောက်ပြီးထွက်သွားဘူးလေလို့သိရတယ်ပေါ့နော်ဖိုင်နဲ့ကတော့အဲဆက်ကိုအနေနဲ့အဲ့လိုစိတ်ကောက်ပြီးထွက်သွားဖို့ပြောတာတော့လည်းမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့လည်းဘောလုံးတောင်းမှုလိုတယ်ပြီးတော့ MOY အနေနဲ့ကလည်းဒါတိုက်စစ်ကစားသမားတွေပေါ့နော်ဒီတိုက်စစ်ကိုပုံပေါ်ကြတဲ့အာမတ်တို့အမ်ဘူမိုတို့မာတီယက်ကွန်ညာဘလူးနိုစသဖြင့် တပတ်ချင်းကရော်ဂူလို့ဒီမာရာဇာဝီဒါလော့ဗျာအဲ့ဒီကစားသမားတွေအနေနဲ့လည်းဒီတိုက်စစ် option တွေကိုရွေးချယ်တဲ့အခါမှာမင်းမင်းဆက်ကိုဒါဘောလုံးပေးကြဖို့သူနဲ့လည်းပေါ့နော်များများတွဲပြီးချိတ်ဆက်ထားဖို့ဒါညွှန်ကြားထားတဲ့နေလို့သူကတော့ပြောတယ်ဗျာဘာလို့လဲဆိုတော့လက်ရှိဒီဆက်ကိုပုံစံကိုကြည့်ရတာဗျာနည်းနည်း white line ရဲ့ကျွန်တော်တို့အမြဲတမ်းပြောခဲ့သလိုပေါ့နော်ကာနာချိုလို report နဲ့တွေ့လို့နဲ့အမြဲတမ်းချိတ်ဆက်မမိနေသလိုမျိုးပေါ့နော်ဒီ စကူဒီလည်းသူဘောလုံးကောင်းကောင်းမရဘူးဟိုကိုပေါက်ကန်သွင်းမှုလုံလောက်တဲ့ကိုပေါက်ကန်သွင်းမှုတွေရမထားဘူးဖြစ်နေတယ်ဒါပေမဲ့လည်းစကူကကျူးသားကသားနေတာတော့တွေ့ရတယ်ဘောနော်ဒီအမြင်ဘောတွေမှာဆိုရင်သူ့အနေနဲ့အသာရယူနိုင်တာရှိတယ်ပြီးတော့ဒီရှေ့ရနေပြသူ့ဒီဘောလုံးရောက်လာတယ်ဆိုရင်ဘောလုံးကိုကိုင်းထားပြီးတော့ဟိုးထားပြီးတော့နောက်ကတက်လာတဲ့အမ်ဘူးမိုတို့မှာမာတီယက်ကွန်ညာတို့မေဆန်ပေါင်းတို့စီကိုဘောလုံးပြန်ခင်းပေးနိုင်တာလည်းတွေ့ရတယ်ဘောနော်ဒါပေမဲ့လည်းသူ့အနေနဲ့အပိုင်ကန်သွင်းငယ်ဥမာလည်းအမ်ဘူးမိုတို့လိုအာမတ်တို့လိုမျိုးကန်သွင်းငယ်ရတာတချင်းတစ်ခါမှမရဘူးဒီလိုဖြစ်နေတယ်ဘူသမားနဲ့ဟို မသီးလေးနဲ့ညာလာဘိုင်ဝမ်ကန်လိုက်တာမျိုးတော့ရှိတယ်ဆိုပေမဲ့ဗျအဲ့ဒါကြီးကရန်ကြီးတာလွတ်လွတ်ကျွတ်ကျွတ်ကန်ရတာမျိုးမဟုတ်ဘူးသူ့ဘာသူမရမကတာလိုက်ကန်လို့ကကန်လို့ရတဲ့အလုံးပေါ့နော်ဆိုတော့ဟိုဖိုင်နန်ပြောတဲ့အတိုင်းဘင်ဂျမင်ဆက်ကိုအနေနဲ့လဲဒါဘောလုံးတွေလာမဲ့ပွဲတွေမှာအတူအနေနဲ့ဘသက်ကနေအော်တော်မလားဗျာဒါလေးတွေတော့စောင့်ကြည့်ရမယ်နောက်တစ်ခုကတော့ဘရန်ပိုးနဲ့ပွဲမှာပဲဘင်ဂျမင်ဆက်ကိုကျွန်တော်ကတော့ဂိုးရစေချင်ပြီပေါ့နော်ဘာလို့လဲဆိုတော့ဒီတိုက်စစ်မှုတစ်တွေအားလုံးကလာချင်းသွင်းပြနေကြပြီဂိုးတွေသွင်းနေကြပြီဂျောင်းဘက်ဂျောင်းဘက်ရောယော့ခရက်ပြီးတော့လေပါဘူးကအီဂီတိုက် စသဖြင့်ပေါ်လေပြီးရင် Newcastle ရ Water Mate ဆိုတဲ့တိုက်စစ်မှုတော့ဒါတကူတွင်တာပြီဆိုတော့ Benjamin Sakko ကိုလည်းဒါတွင်ကိုအမြန်ဆုံးရရရစီချင်ပြီပေါ့နော်ဟုတ်ကဲ့ပါဒီနေ့ပေါ့နော်ကျွန်တော်ဒါ United ရဲ့သတင်းပေးတွေနောက်ဒါကနေ live ရှာပြီးတော့ဖတ်ထားတဲ့ဒါ United နဲ့ရဝင်းမှာပေါ့နော်ဖြစ်ပေါ်နေတဲ့သတင်းလေးတွေကိုအပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဒီ ဒီသတင်းတွေအပေါ်မှာလည်းပေါ့နော်ကိုယ့်ရဲ့မြင်လေးတွေကတော့ဘယ်လိုရှိတယ်ဥမာဆန်နီလီမန်တို့ကိုပွဲထွက်စေခြင်းမီလားပေါ့ဒါမှမဟုတ်စောသေးတယ်လို့ထင်လားဟိုဘင်ရာရဲ့အခြေအနေကရောဟန်ရက်လားပေါ့နော်စသဖြင့်ဒီအပိုင်းနေပြီးတော့ကွင်းလဲမှာရောဟိုဘယ်ကစားသမားတွေကတော့အကိုတွေပြိတ်သက်တဲ့အမြင်နဲ့ဆိုဘယ်လိုဖြစ်နေတယ်ပေါ့အဲလိုမျိုးအကြောင်းအရာတွေကိုလည်းကွန်မန်ကနေပြီးတော့ဆွေးနွေးနိုင်ပါတယ်ဆွေးနွေးပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်ဗျာ United ဟိုအားပေးကြတဲ့ညီကောင်တို့မအားလုံးအဲကျွန်တော်တို့ပြည်သူတွေအားလုံးဘေးကင်းလုံခြုံကြပါစေဒီအစားအစာရအစီအပြေကြပါစေခင်ဗျာ